မမလို့ပြင်ဦးလေမြို့မှာလေအိမ်ဝယ်မယ်ဆိုလို့ရှိရင်နိုင်စင်နဲ့ညီဘုံချောင်းနဲ့ညီပြီးတော့မှပြင်ဦးလေမြို့မှာဆိုရင်ရက်ွက်ကြီး6ဆိုတာမူလမြို့ဟောင်းလေးလည်းဖြစ်တယ်။နောက်ပြီးတော့ privacy ရှိရှိနေလို့ရတဲ့နေရာလေးလည်းဖြစ်တယ်။အိမ်တွေကောင်းတယ်ဂရမ်နေတွေကြီးပဲဖြစ်တဲ့နေရာဖြစ်ပါတယ်။အဲ့တော့အထင်ကြီးကနေရာတွေအများကြီးရှိရဲ့ရက်ွက်ကြီး6ထဲမှာတိန်းသက်သောင်းအောင်ဆိုတာတကယ်ကိုရှားပါးသွားပြီပေါ့နော်။အဲ့ဒီရှားပါးထဲမှာမှအသေးထွက်ပေါ်လာတဲ့အခုမြင်နေရတဲ့ဒီအိမ်အိမ်တစ်ကလေးဖြစ်တယ်ဒီအိမ်ကလေးကိုမမုံကမိတ်ဆက်ပေးခြင်းပါတယ်။အော် ခေါ်ဈေးလေးက3900ဒါကိုထပ်မံညှိနှိုင်းပေးဦးမှာဖြစ်ပါတယ်ရှင်အင်္ဂလိပ်ရဆိုလို့ရှိရင်အာတင်ငါလန်းနဲ့ဘူဒီဇလန်းကြားထဲမှာရှိတယ်နောက်ပြီးတော့ပြီးတာယာလမ်းမကြီးရဲ့အမ်ပီတီအာလောက်ကွာဝေးမှာရှိနေတယ်အခုမြင်နေရတဲ့ဒီအိမ်ပေါ့နော်လက်မကြီးရဲ့တကွမ်းငုတ်ဖြစ်တယ်အခုအိမ်လေးရဲ့အကျယ်ကပေ40 60အကျယ်ရှိတယ်ဒါအိမ်ထဲမှာဆိုလို့ရှိရင်အင်ရှင်လေးစိုက်ပေးထားတဲ့လန်းစကိတ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လက်ဖက်နေစီ ်လက်ဖက်နင်းစည်တွေနောက်ပြီးတော့တနခါပန်းပင်တွေရှိတယ်အာကန်ကော်ပင်တွေနောက်ခင်းလေးဆက်ဆက်တုံပေါ့နော်ပန်းပင်တွေအများကြီးနဲ့လန်းစကိတ်အများကြီးနဲ့အေးဆေးဆေးနေလို့ရတဲ့ဒီနေရာလေးဖြစ်တယ် အဲဒီအိမ်ထဲမှာဆိုလို့ရှိရင် master bedroom စုစုပေါင်း၃ခန်းပါတယ်ပေါ့နော်မမောအဲအလေးကိုထည့်ထည့်လိုက်ပြပေးပါမယ်အရှိန်လေးလေးဖြစ်တယ်ပေါ့နော်အားလုံးကြိုက်ကြရဒါလေးကကားကိုတောင်မှာကားကိုတောင်ထဲမှာဆိုလို့ရှိရင်လည်းဘတ်တန်တပူစီပေါ့နော်တည်တတ်ပါတယ်နောက်ပြီးတော့ကားကြီးတစ်စီးထည့်လို့ရမယ်ဒီပြင်မှာဆိုလည်းတစ်စီးထည့်လို့ရမယ်ဖြစ်တယ်ကြောင့်မလို့ကပခင် area ကျဲတယ်ပေါ့နော်ကားနှစ်စီးလောက်ကတော့ဒါလေးထည့်လို့ရတယ်ဒါလေးကတော့အာဝရဏာနေရာလေးဖြစ်တယ်ဒီမှာဆိုလို့ရှိရင်မမုံတို့ခုံကလေးနေထိုင်မယ်ဒီအပင်လေးတွေကြည့်မယ်ပေါ့နော်နောက်ပြီးတော့အနီးနားမှာဆိုလည်းလူနေအိမ်ကြီးပတ်ဝန်းကျင်တွေပြေးသွားရှိတယ် တို့ပေမဲ့ဒီ privacy ရှိတယ်ရှင်ဒါဆိုရင်လေးရဲ့ဝင်လာရတာဗောနော်ဝင်ဝင်ချင်းမှဆိုလို့ရှိရင် living room အဲကန်ကိုမြင်ရမယ်နောက်ပြီးတော့ဒီမှာချင်းလုံးစကားတွေဆိုလို့ရှိရင်လည်းအထူသားတွေဗောနော်အကုန်တက်ပေးထားတယ်ဒါလေးကအဲကန်နေရာလေးဖြစ်ပါတယ်ဒီမှာခုံနေရာဆအရန်မိုက်တယ်ဒါမဲ့လေနောက်တစ်ခုပြပြအောင်မယ်ဒီခုံနေရာဆအင်ရှင်ကအကုန်ထားခဲ့ပြီးမှဖြစ်ပါတယ်ရှင် အောက်မှာဆိုလို့ရှိရင်ဒါအကန်းဆိုလို့ရှိရင်လည်းကျဲကြီးပေါ့နော်။နောက်ဆိုလို့ရှိရင်လည်းခင်းထားတဲ့ကိုရီးယားပါကေအထူးဖြစ်တယ်။ဒါလေးကတော့ shrine room နေရာလေးတည်တံ့လေး partition လေးကလိုက်မယ်ဆိုလို့ရှိရင်လည်းရတယ်။ partition မကောက်ဘူးဒီအိုင်းဆိုလို့ရှိရင်လည်းစင်ပြေရဲပေါ့နော်။ဒါလေးကတော့ shrine room နေရာလေးဖြစ်ပါတယ်။အော်ဖះစင်လည်းထားခဲ့ပြီးမှာတဲ့။အဲ့တော့အရန်မိုက်တယ်3900ကိုညှိနှိုင်းဖြစ်တယ်။နောက်ပြီးတော့ grammy ဖြစ်တယ်။တက်တန်းအစ်စ်နဲ့ရမယ် အင်္ဂလိပ်ဖြစ်ပါတယ်ရှင်အခုဒီအောက်ထပ်မှာဆိုလို့ရှိရင်ဒါမမွန်လို့ဆိုရင် stabilizer တွေပါညာထားလို့ရမယ်နောက်ဆက်စင်လေးတွေညာစထားလို့ရမယ်အလှေကောက်ကင်းအောက်မှာနေရာကျယ်လေးပါတယ်အောက်ထပ်မှာဒီဘက်ကတော့ master bedroom ခန်းဖြစ်ပြီးတော့မှာဒါဆိုလို့ရှိရင် kitchen နဲ့ dining နေရာလေးပေါ့နော် master bedroom လေးလိုက်ပြပေးဦးမယ်တကားတိုင်းမှာလုံခြုံရေးတန်ပန်းတန်တကားတွေပါတယ်နောက်ပြီးတော့အဲချင်းလုံးစကားထူသားရရာစအကုန်တက်ပေးထားတယ်ကြဲကြဲလုံးလုံးရှိရဲဒါဆိုရင်ပစ္စည်းတွေထားတာတော့မှအိတ်ခမ်းလေးကကျဲတယ်လို့ပြောလို့ရတယ်ရှင် ဒါလေးကတော့ kitchen နဲ့ dining နေရာလေးဖြစ်ပါတယ် kitchen နဲ့ dining ဆိုလို့ရှိရင်လည်းကျဲတယ်ပေါ့နော်နောက်မို့လို့ပေါ်တက်တက်ကြည့်ကြမယ်ပေါ်တက်ကတော့တကယ်ကိုအရှမ်းမိုက်တယ် view အဆပေါ့နော်ပတ်ကြည့်ကြအောင်အော်လက်ရံလက်ရံနေဆိုလို့ရှိရင်လေ steel လက်ရံတွေကိုသုံးပေးထားပါတယ်ရှင် ဒါလေးကအပေါ်ထဲရောက်လာတာအင်ရှင်ဒီအန်ကယ်နဲ့အန်ဒီယာကြတော့ဗောနော်ဒီအပေါ်ထက်ကိုမတက်နိုင်လို့ဆိုပြီးတော့မှဖះရှင်လေးကအောက်ထက်မှာထားရတယ်ဗောနော်ဖះရှိခိုးလို့လွယ်အောင်လို့ဆိုပြီးတော့အဲမမွန်တို့ဒီအိမ်ဝဲတဲ့သူတွေကြတော့အပေါ်ထက်မှာဒါလေးကရှာရတိတန်လေးပါပါတယ်နောက်တစ်ခုကလေဒီအိမ်မှာတအိမ်လုံးသုံးထားတာကမန်အုပ်တွေသုံးထားတယ်အဲပြင်းဦးနေဒေသအုပ်တွေလုံးဝမသုံးဘဲနဲ့မန်အုပ်တွေသုံးပေးထားတယ်နောက်ပြီးတော့ကိုရိုင်းနေဖို့စောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တန်ချောင်းနေရာစာမခိုးမကက်ဘဲနဲ့သုံးပေးထားတယ်အင်္ဂလိပ်ဖြစ်ပါတယ်ရှင်ပစ္စည်းပစ္စည်းအရာတွေအားစပါတော့ ဒါဆိုလို့ရှိရင်လည်းအပြင်ထွက်တဲ့ဝရဏာလေးပေါ့နော်အခန်းတိုင်းမှာဒါချင်းလုံစကားတွေအခုလိုထူသားတွေသုံးမိထားပါတယ်ရှင်ဒီအိမ်မှာက foundation ကလေတုံးနဲ့စာကိုတခြားလေးကိုခိုင်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 လေးလုပ်ပေးထားတဲ့အကြောင်းမို့လို့အမမမတို့ကအပေါ်မှာတစ်ထက်အစ်စ်ထပ်တက်လို့ရရပေါ့နော် foundation ဆိုလည်းအနက်ကြီးထားထားပေးတယ်တန်နေဆိုလို့ရှိရင်လည်းမခုမကပ်ပဲနဲ့သုံးပေးထားတယ်ဒီမှာဆိုလို့ရှိရင်ဒါ coffee တောက်ဖို့ခုံကလေးတွေထားမယ်ညနေဆောင် AC ထိုင်လို့ရတဲ့နေရာလေးပေါ့နော် ပြီးတော့ ဒီမှာဘေးစင်ရစပါတယ်ဒါဆိုမမုံတို့အဲညနေဆောင်စားစရာတောက်စရာလေးဆိုဒီမှာ easy ထိုင်ပြီးစားလို့ရမယ်ပေါ့နော်ပေါ်တော့မှာဆိုလို့ရှိရင် master နှခမ်းပါတယ်အမ်ဒါလေးကဒီဘက်ခမ်းလေးပေါ့နော်ဒါလေးကတော့ဒီအိမ်ရဲ့နောက်ဆုံးတတိယမြောက်မာစာဘက်ရုံလေးဖြစ်ပါတယ်။ဒီကဒင်းတွေကစအကုန်ထားခဲ့ပြီးမှမန်နေကုန်တွေကစအကုန်ထားခဲ့ပြီးမှဖြစ်ပါတယ်ရှင်။နောက်ပြီးတော့မာစာဘက်ရုံရဲ့အခန်းတိုင်းမှာလည်းရေပူရေအေးတွေကစအကုန်ပါပြီးသားပေါ့နော်။အဲ့တော့အသင့်နေကလေးဖြစ်ပါတယ်။ ော်ဒါလေးကတော့ကြောင်လင်းလေးကားနဲ့ပေါ်ဆုံးကိုတက်ပြီးတော့မှအဲလေသာဆောင်လေးထပ်ပြီးတော့မှလုပ်လို့ရတယ်ပေါ့နော်အဆောင်သေးလေးထပ်လုပ်မယ်ဆိုလို့ရှင်လည်းလုပ်လို့ရတယ်အဲ့တော့ဒီအင်္ဂလိပ်ကိုစိတ်ဝင်စားခဲ့ရင်ဒီအင်္ဂလိပ်ရဲ့အသေးစိတ်အချက်လက်တွေကိုသိရှိလိုခဲ့တယ်ဆိုလို့ရှိရင်မမွန်တို့ရဲ့အလင်းမြေဖုန်းနံပါတ်39 4060 999ကိုဆက်သွယ်စုံစမ်းနိုင်လို့အလင်းမြေ page မှာလည်းစုံစမ်းနိုင်ပါတယ်မမွန်ကောင်မှာလည်းစုံစမ်းနိုင်ပါတယ်ရှင်ကြည့်ရှုဝေကြတဲ့အူတယောက်ချင်းစီတိုင်းကိုကျေးဇူးတူတင်ရှိပါတယ်ရှင်